မြောက်ကုန်းအင်ချယ်မြေဈေးကွက် update ။ညတော်ပုံမှာအခုမှပဲအင်ချင်မီကိုစရှာမဲ့သူတွေအတွက်ဈေးကွက်လေးတွေကိုကျွန်တော်အကြံဉာဏ်လေးရှင်းပြပေးခြင်းပါတယ်။ကျွန်တော်20 60ကနေစပြောပါမယ်။20 60ကိုကျွန်တော်အခုချိန်မှာ2000ဝန်းကျင်လောက်ကနေပြီးတော့မှကျွန်တော်တို့စပြီးတော့မှရှာလို့ရတယ်။သို့တော်ညာလည်းကျွန်တော်တို့ဒီဘက်59ရက်ကွက်50ရက်ကွက်ဘက်ချန်တော့ရောက်သွားနိုင်တဲ့အနေအထားမှာရှိတယ်။ဘာထူလမ်းမနဲ့အနီတဝိုင်းရက်ကွက်မေးတိန်ရက်ကွက်တွေဆိုလို့ရှိရင်3000 3500ဝန်းကျင်လောက်ကနေပြီးတော့မှကျွန်တော်တို့20 60ကွက်တွေကိုစပြီးတော့မှခေါ်နေတယ်။ပင်လုံးအနီနာရက်ကွက်တွေမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့4000 4500ဝန်းကျင်လောက်ကနေပြီးတော့မှဈေးတွေဖွင့်ထားတာကို တော်တို့တွေ့ရပါတယ်။အိမ်ပါတဲ့အနေအထားမျိုးလေးဆိုလို့ရှိရင်ကျွန်တော်တို့ဒီအိမ်အဟောင်းပုံစံမျိုးလေးပေါ့နေလို့ရသေးတယ်အသုံးပြုလို့ရသေးတဲ့အနေအထားမျိုးတွေမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့3500နေပုံမှာပဲရှိတယ်ပေါ့နော်ဈေးတန်းအပေါ်မှာပဲရှိမယ်။အိမ်အစ်စ်တွေဆိုလို့ရှိရင်20 60ထဲမှာအိမ်တိုက်အစ်စ်ဆောက်ထားပြီးသားဆိုလို့ရှိရင်တော့ကျွန်တော်တို့6500ဝန်းကျင်လောက်ကနေပြီးတော့မှ1000ကျော်တဲ့အနေအထားအထိရှိပါတယ်ခင်ဗျာ။ကျွန်တော်40 60လိုချင်တဲ့သူတွေအတွက်ဆိုလို့ရှိရင်တော့3500ဝန်းကျင်လောက်ကနေပြီးတော့မှကျွန်တော်ဆက်ရှာတော့မှာပဲဒီနေရာနည်းနည်းလေးကောင်းတဲ့အနေအထားလေးကိုကျွန် ျွန်တော်တို့စပြီးတော့မှရမယ်ဘာထူဘက်မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့6500ဝန်းကျင်လောက်ကနေပြီးတော့မှဈေးတွေဖွင့်ထားတာကိုကျွန်တော်တွေ့ရပြီးတော့ပင်လုံဘက်ချမ်းမှာဆိုလို့ရှိရင်တော့ကျွန်တော်9500ဝန်းကျင်လောက်ကနေပြီးတော့မှဈေးတွေစဖွင့်နေတာကိုကျွန်တော်တွေ့ရပါတယ်40 60ထဲမှာအိမ်အစ်စ်အစ်စ်နေအိမ်ဆောက်ထားပြီးသားပါပြီဆိုလို့ရှိရင်တော့16500ဝန်းကျင်လောက်ကနေပြီးတော့မှကျွန်တော်တို့တွေစပြီးရွေးယူလို့ရမှာဖြစ်ပါတယ်ခင်ဗျာလမ်းမတန်းကိုပြောင်းမယ်ဆိုလို့ရှိရင်တော့20 60တကွက်ကို9000 9500ဝန်းကျင်လောက်ကနေပြီးတော့မှဈေးစဖွင့်ထားတယ်။ဘာနဲ့သွားတူလဲဆိုလို့ရှိရင် ရက်ကွက်အတွင်းထဲမှာ20 60အိမ်အစ်စ်ဆောက်ထားတဲ့အ ဈေးတန်းနဲ့သွားတူတယ်၄၀60ဒုက္ခဆိုလို့ရှိရင်တော့လက်မတန်းပေါ်မှာကျွန်တော်တို့1900ဝန်းကျင်လောက်ကနေပြီးတော့အယောင်ဖွင့်ထားတာတွေကိုကျွန်တော်တွေ့ရတယ်အခုနကလိုမျိုးပဲရက်ကွက်အတွင်းထဲမှာအင်းအစ်စ်ပါတဲ့ ဈေးနှုန်းနဲ့သွားတူနေတာကိုကျွန်တော်တို့တွေ့ရပါတယ်အရာဝင်ထဲမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့မြေကွက်ကြီးပဲဆိုလို့ရှိရင်13000 14000ဝန်းကျင်လောက်ကနေစပြီးတော့မှအိမ်ပါတဲ့အနေအထားမျိုးဆိုလို့ရှိရင်1000ခွဲဝန်းကျင်လောက်ကနေပြီးတော့မှအပေါ်မှာပဲရှိတဲ့အနေအထားကိုတွေ့ရပါတယ်ခင်ဗျာဒီအရတော့ကျွန်တော်မြောက်တကုံမြို့နယ်ရဲ့ဈေးကွက်အကြမ်းမြင့်လေးပြောပြပေးသွားပါမယ်ဖြစ်ပါတယ်အင်ဂျင်နီယာရှာနယ်ဆိုလို့ရှိရင်ဈေးရန်ကိုအခုပဲဆက်သွယ်လိုက်ပါခင်ဗျာ